နာမည်ကြီးဒါရိုက်တာတယောက်နဲ့၆နှစ်တာချစ်သူတွေဖြစ်ခဲ့ကြပေမဲ့လည်းဘာသာမတူလို့လမ်းခွဲခဲ့ရတဲ့ဖွေးဖွေးရဲ့သတင်းပြန့်နှံ့လောင်းပရိသတ်များအားလုံးမင်္ဂလာပါရှင့် Selling Cider Page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုလက်ရှိအင်တာနက်ပေါ်မှာလူပြောများရေပန်းစားနေရကတော့မြန်မာနိုင်ငံရဲ့အခြေတလိုင်းမင်းသမီးကျော်လေး ဖွေးဖွေးရဲ့အတိတ်ကရင်နာစရာအဆုံးသတ်မလာခဲ့တဲ့အချစ်ဇလန်တပုတ်နဲ့လူအများရှိမှပြန့်နှံ့လာတဲ့သတင်းဖြစ်ပါတယ်။ဖွေးဖွေးကိုချေရတဲ့ပရိသတ်တွေကလည်းအခုလိုအခြေရေးကိစ္စတွေကိုမထင်မဖဲသိလိုက်ကြရတာကြောင့်ဖွေးဖွေးအတွက်တကယ်ကိုစိတ်မကောင်းဖြစ်နေကြတာပါ။၆နှစ်တာအတူတူဖြတ်တန်းခင်းရတဲ့အချစ်သူသက်သန်းတွေကိုပြန်လှည့်မကြည့်နိုင်တော့ဘဲရင်နာနာနဲ့ဖြတ်တောက်ပစ်ခဲ့ရတဲ့အတွက်ကြောင့်ဖွေးဖွေးနေနဲ့တော်တော်လေးလေးခံစားခဲ့ရမှာပါ။အခုချိန်မှာတော့အချိန်တွေလဲကြာခဲ့ပြီဖြစ်တာကြောင့်သူမရဲ့ပရိသတ်တွေကတော့ ောင်းမသိခဲ့တဲ့သူမရဲ့အတိတ်ကဇလန်းလေးကိုအရေးအမွက်ချပြလာခဲ့ရပါအခုကြည့်ရှုနေရပရိသတ်တွေအနေနဲ့ Dateway မီစီစဉ်ကိုကောင်းကောင်းကြီးသီးကြမှာပါမြန်မာနိုင်ငံရဲ့အနုပညာရှင်တွေနဲ့တရက်တာဒိတ်နိုင်တဲ့အပြင်အတူတူဂိမ်းတွေဆော့ကြတဲ့အစီအစဉ်လေးတစ်ခုပါမင်းသမီးကျော်လေးဖူဖေးကလည်း Dateway မီစီစဉ်မှာ guest တယောက်နေနဲ့ပါဝင်ခံထားပါတယ်ဒီအစီအစဉ်လေးမှာတင်ဖူဖေးရဲ့အတိတ်ကဇာလန်းလေးတစ်ပုဒ်ကိုမထင်မဖဲနဲ့အားလုံးကိုပြပြထားပါတယ် ဖူးဖေးကသူမရဲ့အတိတ်မှာ၆နှစ်ကြာတွေ့ပြီးတော့ဘာသာရေးအယူအဆတွေအတိုင်းဝိုင်းတွေမတူလို့လမ်းခွဲခဲ့ရဘူးကြောင်းကိုဝန်းနေစွန်နဲ့ရင်ဖွင့်ခဲ့ရဖြစ်ပါတယ်။ချစ်သူကောင်လေးကဘသူပဲဝါဖြစ်တယ်ဆိုတာကိုတော့အတီလင်းကြီးဖော်ထုတ်ပြသတာမှမဟုတ်ပေမဲ့သူမရဲ့ချစ်သူကောင်ကဒါရိုက်တာဇိုကိုကို ဖြစ်တယ်လို့သတင်းတွေရသိရပါတယ်။ဒါရိုက်တာဇိုကိုကိုဆိုတာကတော့မြန်မာနှုတ်ပညာအတိုင်းဝိုင်းရဲ့ရိုက်ကူးရေးနဲ့ပတ်သက်ရင်အောင်မြင်မှုတွေအများကြီးရရှိခဲ့တဲ့နာမည်ကြီးဒါရိုက်တာကြီးတစ်ယောက်ပါ။ လူသီများအောင်မြင်ခဲ့တဲ့သချင်းတွေကြော်ညာတွေတော်တော်များများကလည်းဒါရိုက်တာဇော်ကိုကိုရဲ့လက်ရာတွေလို့သိရပါဗျ။နောက်ပြီးတော့ဆိုင်းဆိုင်းခလိုင်တို့သချင်းဗီဒီယိုတွေနဲ့တခြားအောင်မြင်တဲ့အဆိုတော်တွေရဲ့ဗီဒီယိုတွေကိုလည်းရိုက်ကူးပေးခဲ့ပါဗျ။ဖိုးဖေးနဲ့လည်းကြော်ညာတွေရိုက်ကူးမှုတွေဗီဒီယိုကားရိုက်ကူးမှုတွေအတူတူလှုပ်ဆောင်ခဲ့ကြပါဗျ။ဒီလိုနဲ့နှစ်ယောက်သားရင်းနှီးမှုတွေရရှိခဲ့ပြီးတော့အခြေခရီးလေးစတင်ခဲ့ကြတာပါ။နှစ်ယောက်လုံးကလည်းအနုပညာလောကမှာနာမည်ရပြီးသားသူတွေဖြစ်တာကြောင့်တော်တော်လေးလေးလိုက်ဖက်ညီခဲ့တာဖြစ်ပါဗျ။ ဘူဘီတို့နေရောင်အတူတူတွဲသွားတွဲလာကိုမြင်ဘူးကြတဲ့သူတွေကလည်းရှိတယ်လို့တူတူဝဝနေခဲ့ကြတာကြောင့်တော်တော်များများကတော့သိကြမှာမဟုတ်ပါဘူးဒီလိုမျိုးလိုက်ဖက်တဲ့ဇုံတွဲလေးကိုဂွဲကွာစေတဲ့အကြောင်းရင်းကလည်းတခြားတော့မဟုတ်ပါဘူးဒါရိုက်တာဇော်ကိုကအစ္စလမ်ဘာသာဝင်တဦးဖြစ်ပြီးတော့ဘူဘီကတော့ဗုဒ္ဓဘာသာဝင်တဦးဖြစ်နေလို့ပါ စစ်သူနှစ်ဦးအချင်းချင်းနားလည်မှုတွေအပြည့်နဲ့လက်တွဲခဲ့ပေမဲ့ဖိုးဘေးတို့မိသားစုအတန်းဝိုင်းဘက်ကတော့အခုလိုကွာခြားတဲ့ဘာသာရေးကြောင့်လုံးဝလက်သက်မခံနိုင်ပဲကွဲကွာစီခဲ့ရပါတယ်။ဒီလိုနဲ့မတတ်နိုင်တဲ့အဆုံးစစ်သူသက်တမ်း6နှစ်ကြာမှာနှစ်ဦးနှစ်ဖက်လုံးကရင်နာနာနဲ့လမ်းခွဲခဲ့ရတာပါ။စစ်သူနှစ်ဦးနားလည်မှုအပြည့်နဲ့ချစ်နေပါလေရဲ့။ဘာမဟုတ်တဲ့ပြဿနာလေးကြောင့်လည်းဘဝနှစ်ခုပေါင်းဆက်ခွင့်မရတဲ့အတွက်ဖိုးဘေးအတွက်ကတော့တကယ်ကိုယူကျုံမရဖြစ်နေပါတယ်။ တချို့တွေကလည်းရေဆက်ပါသလောက်ပဲပေါင်းဆက်ခွင့်ရတာကိုဖိုးဖေးဘက်ကရောတဖက်ကောင်လေးဘက်ကရောနားလေကြတဲ့အတွက်ဘာရန်ညိုးမှမဖွဲခဲ့ကြတာကြောင့်တဖက်မှာအထက်တူပြောရပါတယ်လို့အားပေးစကားတွေလည်းပြောနေကြတာပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးရနေနဲ့ဖွေးဖွေးနဲ့ဒါရိုက်တာဇော်ကိုကိုရိုးရဲ့ဇလန်လေးနဲ့ပတ်သက်လို့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်